မင်္ဂလာပါမန်ချက်စတာယူနိုက်တက်နီးပြားယူပင်အမိုးယင်တယောက်အဗာတန်ကိုရှုံးပြီးတဲ့နောက်မှာတော့အဲတကယ်ကိုဖီယားရဲ့တားကောင်ဖြစ်နေပုံပါပဲဟုတ်ပါတယ်ရှင်အခုခရစ်စတိုပယ်လက်စ်နဲ့ပွဲမတိုင်ခင်လူခဲ့တဲ့သတင်းစာရှင်းလင်းပွဲကတော့အဲ့ဒီဖီယားရဲ့ကိုသူ့ဘလို့ယင်ဆိုင်နေလဲဆိုတာကိုအတိုင်းသားမိရတဲ့မှန်တစ်ချက်လိုပါပဲ ဟုတ်တယ်အဲ့ဒီအခန်းထဲကလေထိုးကတော်တော်လေးကိုတင်းမာနေမှာမြင်အောင်မိတယ်ရှုံးပွဲတစ်ခုရဲ့နောက်ဆက်တွဲဖြစ်တယ်လို့ကလပ်တစ်ခုလုံးရဲ့မျော်လင့်ချက်တီကသူ့ပခုံးပေါ်မှာလေဟွန်းဒီတော့သူပြောတဲ့စကားလုံးတိုင်းမှာအတိတ်ပဲဒီအများကြီးရှိနေတယ်အတိတ်ကြပဲဒါတော့ဒီနေ့ကျွန်တော်တို့ရဲ့မစ်ရှင်ကအဲ့ဒီဖျားတွေပြည့်နေတဲ့အခန်းထဲကိုသူနဲ့သူဝင်ကြီးဖို့ပါပဲသူပြောထားတဲ့စကားလုံးတွေကိုတလုံးချင်းစီခွဲချမ်းစစ်ပြပြီးသူတကယ်ပါကိုဆိုလို့နေတာလဲဆိုတာကိုဖော်ထုတ်ကြည့်ကြမယ်ကောင်းတယ်ကြမ်းမရှင် ဒါဟာသူ့ရဲ့ကြံ့ကြံ့ခံနိုင်မှုကိုပြတဲ့ဇလန်းတစ်ခုလားဒါမှမဟုတ်ဒိတ်တဆိတ်မျောလင်းချက်မဲ့နေတဲ့အတန်းတစ်ခုလားဆိုတာကိုပေါ့ကဲစလိုက်ကြအောင်ပရမဟောစီဝန်စားစရာကောင်းတဲ့ချက်က BBC ကစာမေးလိုက်တဲ့မေးခွန်းပဲတော်တော်လေးတဲတဲ့မေးတော့လားဟုတ်တယ်ခင်ဗျအတန်းကလူချင်းတဲ့အဆင့်နဲ့ဝင်းနေတော့မဲလို့ပြောတယ်အခုတပတ်လုံးနားထားပြီပြိုင်ဘက်ကကြားတဲ့ပထဲနေကမှဥရောပပွဲကစားထားတာ ဒီပွဲက Manchester United မဖြစ်မနေအနိုင်ရတဲ့ပွဲမဟုတ်ဘူးလားဆိုပြီးတော့တော်တော်လေးထိချက်ပြင်းနေမေးဝုံးမယ်စင်စစ်ပေးလို့ရတဲ့လမ်းကြောင်းအမှန်အမြဲကိုပိတ်ပြီးမေးလိုက်တာလုံးဝပဲဒါမဲ့အမိုရင်းရဲ့အဖြေကလည်းရှင်းတယ်သူကဒီကလပ်မှာစင်ချီရီပေးလို့မရဘူးပွဲတိုင်းကိုနိုင်ဖို့ပဲလိုတယ်လို့တူတူပြက်ပြက်ပဲဖြေသွားတယ်ဒါကသူ့ရဲ့စိတ်ဓာတ်ကိုပြနေတာပဲဟုတ်တယ်သူဟာ Manchester United ရဲ့ DNA ကိုနားလေတယ် အချင်းဒီဘလိုပဲဖြစ်ဖြစ်ရလတ်ကောင်းဖို့ပဲလိုတယ်ဆိုတဲ့စိတ်တက်ပေါ့ဥရောပပွဲမကစားရလို့အားသာချက်ရှိတယ်လို့ဘာလို့လုံးဝမပြောဘူးဟုတ်တယ်သူရဲ့စိတ်ပြတ်မှုကိုလည်းလုံးဝဖုံးမထားဘူးပွဲတွေကိုပြန်ကြည့်ရင်ကျွန်တော်တို့အမှတ်ပွဲရတင်တယ်တချို့ပွဲတွေမှာပွဲကိုစိုးမိုးထားပြီးမှအဲ့ဒါကိုလက်လွတ်ခဲ့ရတယ်ဆိုပြီးပြောသွားတယ်อืมအထူးထင်နောက်ဆုံးပွဲကတော့တကယ်ကိုစိတ်ပြတ်ဖို့ကောင်းတယ်ဆိုတဲ့စကားကသူ့ရင်ထဲကအတိုင်းထွက်ကြလာတာပဲ ဲ့ဒီအချက်ကအသင်းရဲ့အတီးကပြဿနာကိုထောက်ပြနေတာပဲပွဲကိုထိန်းချုပ်နိုင်တယ်ဒါပေမဲ့အစိုးမတက်နိုင်ဘူးနိုင်ပွဲဖြစ်ပြောင်းလဲနိုင်ဘူးအဲ့လိုအခြေအနေမှာကစားသမားတွေစိတ်တက်ကြပြီးအခြေအနေတွေကက်ကြမရအောင်စိုးမသွားအောင်ဘလို့လုပ်မလဲဆိုပြီးသူ့ကိုဆက်မေးကြတယ်သူ့ဖြေကဒီတပတ်ကတကယ်ခက်ခဲခဲလဲရှုံးပွဲကိုလက်ခံရခက်ပေမဲ့ကျွန်တော်ရဲ့ process လုပ်ငန်းစဉ်ကိုပဲဆက်လုပ်ရမယ်နောက်ပွဲကိုအာရုံစိုက်ရမယ်တဲ့ခဏလေး ဒီ process ဆိုတဲ့စကားလုံးကနီးပြားတွေရှုံးတဲ့အခါတုံးနေကြစကားလုံးတစ်ခုလိုပဲနော်။ဟုတ်ပေ။ဒါကညာလာမကောက်တာကိုအာယုံလွဲဖို့ပြောတဲ့စကားတက်တဲ့ပြင်းလို့ဝေဖန်သူတွေကပြောနိုင်မလား။ process ကိုဘလောက်ကြာကြာယုံကြည်ပေးရမှာလဲ။ဒါကတကယ်ကောင်းတဲ့အချက်ပဲရှင့်။ဟုတ်တယ်။ trust the process ဆိုတာကအခုနောက်ပိုင်းမှာဟာတာလိုတောင်ဖြစ်နေပြီလေ။ဟုတ်တယ်မလား။ ါပေမဲ့ဒီနေရာမှာအာမိုရင်းဆိုလိုချင်တာကစိတ်ခံစားချက်နောက်ကိုမလိုက်ဖို့ပဲရှုံးပွဲတစ်ခုကြောင့်အောင်းလုံးကိုပြောင်းလဲပေးမယ်အစားသူတို့ယုံကြည်ထားတဲ့နီးစင်နဲ့လက်ချင်ယူအစီအစဉ်တွေကိုပဲတဆိုင်မမတ်လုတ်သွားမှုတိုက်တိုးနေတာဒါပေမဲ့ခင်ဗျားပြောတာမှန်တယ်ဒီ process ကရလက်မထွက်ရင်အချိန်ကြာလာတာနဲ့အမျှအယုံကြည်ပြတ်သွားနိုင်တယ်ဒါကနီးပြတဲ့အတဲအကြီးမားဆုံးစိန်ခတ်မှုပဲယုံကြည်မှုကိုဘလောက်ကြာကြာထိန်းထားနိုင်မလဲဆိုတာပေါ့အဲ့ဒီ process ကိုယုံကြည်ဖို့ကလည်း အဓိကကစားသမားတွေအစွန်လေးရှိမှပိုလွယ်မယ်ထင်တယ်။ဒါပေမဲ့အတင်းမှတန်းရပြဿနာတွေကလည်းရှိနေပြန်တော့ဟုတ်တယ်ဒါကသတင်းစာရှင်းလင်းပွဲရဲ့နောက်တစ်ပိုင်းကိုရောက်သွားစေတယ် process တစ်ခုကိုအကောင့်အတွေပို့ဖို့စနာမှန်ကန်တဲ့ကိရိယာတွေဒီနေရာမှာတော့ကစားသမားတွေလိုတာပေါ့နော်ဟုတ်ကဲ့ Benjamin Sasco, Harry Maguire နဲ့ Matheus Cunha တို့အကြောင်းမေးတဲ့အခါ Amorian က Sasco နဲ့ Maguire ကအချိန်နည်းနည်းပိုယူရအောင်မယ်လို့ပြောတယ် ခုနကတော့ဒီပွဲမဟုတ်ပဲနောက်ပွဲမှာပါလာနိုင်တယ်လို့အရေးအမြတ်ပေးသွားတယ်။သူ့ရဲ့အဖြေတွေကတော်တော်လေးတည်ငြိမ်နေပုံပဲနော်။အထူးသဖြင့်ဆက်စကိုရဲ့တန်ရတာထင်ထားတဲ့ပူကြနေသလားလို့မေးတဲ့ခါမှာပေါ့။ဟုတ်တယ်ဟုတ်တယ်။သူကအေးအေးဆေးဆေးပဲမဟုတ်ပါဘူးအချိန်နဲ့နဲ့ပူယူယုံမှာပဲတန်ရကိုတိသေးချာချာဂရုစိုက်နေပါတယ်လို့ဖြေသွားတယ်။ဟွန်း။သူကတည်ငြိမ်နေပေမဲ့ကင်မရာနောက်ွယ်မှာတော့ဒီကစားသမားတွေမပါနိုင်တာကနီးဗျူဟာပိုင်းရတက်ကစ်ကိုခောက်ခဲစရာဖြစ်နေမှာသိကြတယ်နော်။ဒီချန်လာပေါ့။ ဒါကနီးပြတင်အောင်ရဲ့အရေးဤသွင်းမယ်အပြင်မှာတင်းငိမ့်နီအောင်ဟန်ဆောင်နိုင်ရတယ်ဒါမင်းအသွင်းချိန်မှာတော့ဆစ်စကိုရဲ့အမြင့်မော်ရီကုနာရဲ့တွားဖန်တီးနိုင်စွမ်းရီမပါဘဲပယ်လက်စ်ရဲ့ခန်းစစ်ကိုဘလို့ဖောက်အောင်လဲဆိုတော့ဖြေရှာနေရမှာပဲဟွန်းသူရဲ့တင်းငိမ့်မှုကကစားသမားတွေကိုစိတ်တမကြဝေခြင်းတဲ့တဘောလဲပါလိမ့်မယ်ဒါမင်းအသင်းရဲ့တိတ်စစ်ကတော့အဓိကလက်နက်တစ်ခုမပါဘဲချိနေနေမှာအမှန်ပဲကစားသမားတွေတန်ရာရအဝေးကွင်းမှာရက်လက်တီးဆိုဆိုတော့အသင်းရဲ့စိတ်တပိုင်းကလည်းအရေးကြီးလာပြီ ဒီနေရာမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့မိခွန်းတကူထွက်လာတယ်ဟုတ်ကဲ့မနစ်ကလို့အချင်းကြီးဆိုးတယ်ပြန်ဖြစ်လာမှာကိုစိုးရင်လည်းလို့ပြောခဲ့ဘူးတယ်အခုရှုံးဝဲအပြီးမှာအဲ့ဒီခံစားချက်ဘလောက်ပိုများလာတယ်လဲဆိုတဲ့မိခွန်းပဲဒါကသူ့ရဲ့စိတ်သက်ကိုတက်တက်ဆန်းလိုက်တဲ့မိခွန်းပဲရှုံးနေမှုရဲ့တန်တရာတွေကိုပြန်ရောက်သွားမှလားဆိုပြီးမေးလိုက်တာဟုတ်တယ် အာမိုရီရဲ့အဖြေကသူ့ရဲ့ခေါင်းဆောင်မှုပုံစံကိုကွက်ကွက်ကွင်းကွင်းပြသွားတယ်။သူကကျွန်တော်တို့မှာပွဲတွေကိုနိုင်ဖို့အရေးတိကြီးလိုအပ်နေတယ်ဆိုတဲ့ခံစားချက်မျိုးရှိရမယ်။ပွဲတွေမနိုင်ရင်ဒီကလပ်ပဝန်းကျင်မှာဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်တို့သိတယ်။လွတ်ဖြစ်တယ်။ဒီနေရာမှာသူတုံးသွားလေစိုးရိမ်မှု fear အစားအရေးတိကြီးလိုအပ်မှု urgency ဆိုတဲ့စကားလုံးကတော်တော်လေး smart ကြလို့ကျွန်တော်ထင်တယ်ဗျ။အတိအကျပဲ။ ဒါက classic spock psychology ပဲအပြတ်တဘောဆောင်တဲ့စိုးရိမ်မှုကိုအပြုတ်တဘောဆောင်တဲ့တွန်းအားတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်တာဟုတ်တယ်မရှုံးမောင်းကစားမယ်ဆိုတဲ့စိတ်အစားမနိုင်လို့မဖြစ်ဘူးဆိုတဲ့စိတ်ကိုမွေးပစ်လိုက်တာမှန်တယ်ရှင်ဒါပေမဲ့ဒါကတော်တော်လေး NDA များတဲ့ကစားပွဲတစ်မျိုးပဲကြိုးတစ်ချောင်းပေါ်လမ်းလျှောက်နေရတယ်လို့ပဲอืมဘယ်လိုမျိုးလဲ နောက်တပွဲနှစ်ပွဲလောက်ထပ်ရှုံးလိုက်ရင်အဲ့ဒီ urgency ဆိုတာကစိုးရိမ်စိတ်ဖျားတဲ့အဖြစ်ပြန်ပြောင်းသွားပြီးခါစားသမားတွေကိုပို့လို့တောင်ချိနေတော်စေနိုင်တယ်။ဟုတ်တယ်။ဒီကလပ်မှာအရင်နီးပြတဲ့လက်ထက်ကဒီလိုဖြစ်စဉ်မျိုးတွေကျွန်တော်တို့မြင်ခဲ့ဘူးပြီးသားပဲ။အမှန်ပဲ။အဲ့ဒီဖျားတဲ့နယ်စိုးရိမ်စိတ်တွေကအိမ်ခွင်းမှာတက်အဝေးခွင်းမှာပို့ပြီးတိတာနေတယ်လို့ပြောရမယ်။အဝေးခွင်း၁၇ပွဲမှာစပွဲပဲနိုင်ထားတဲ့စာရင်းကတော်တော်လေးကိုဆိုးရွားနေပြီ။ ဒီပြဒနာကိုရော तू ဘလို့မြင်လဲသူကဒီပြဒနာကိုမျက်ွယ်မှာဖြူဘူးအဖြေကို तू တီးပုံရတယ်နော်တင်ဟမ်တို့တော်တန်ဟမ်တို့နဲ့ပွဲတွေကဗီဒီယိုဖိုင်တွေကိုကစားသမားတွေကိုပြန်ပြပြီးပွဲရဲ့ဘလို့အချိန်နေမှာငါတို့ပွဲကိုလက်လွတ်လက်ရတာလဲဆိုတာကို ထုတ်ပြရမယ်လို့ပြောတယ်อืม तू ဝင်ခန္ဓာတစ်ခုကအင်ခွဲမှာကစားရင်အသင်းရဲ့ပြင်းထန်မှု intensity ကပုံမြင့်နေတယ် ူကတိုးတက်နေပါတဲ့ပွဲတွေကိုအနိုင်နဲ့ဘလို့အဆုံးသတ်ရမလဲဆိုတာကိုသိဖို့ပဲလိုတာပါလို့လေပြောသွားသေးတယ်။ဒါပေမဲ့ဒီစကားကိုပရိသတ်တွေအချင်းချင်းကြားနေရတာကြားပြီမဟုတ်လား။ဟုတ်တယ်။ဘယ်အချိန်မှတိုးတက်နေပါတဲ့ဆိုတဲ့စကားကမနိုင်ပေးပါဘူးဆိုတဲ့စင်ချေတစ်ခုလို့ဖြစ်မသွားဘူးလို့ပြောနိုင်မလား။ဟုတ်ရဒါကအရေးချင်းပိုင်းဆိုင်ရာပြဿနာမဟုတ်ဘူး။ဟာ။ နီးဗျူဟာပိုင်းနဲ့စေပိုင်းဆိုင်ရာ မခိုင်မမှုကြောင့်ပဲဥပမာပွဲတစ်ပွဲရဲ့အရေးကြီးတဲ့မိနစ်60ကနေ85မိနစ်ကြာမှအာယုံစူးဆိုင်မှုလော့သွားတာမျိုးမိုင်းရင်းနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တာမျိုးပေါ့ဟုတ်ကဲ့သူ့အမြင်မှာအဲ့ဒီအသေးစိတ်အမားတွေကိုပြင်နိုင်ရန်ရလဒ်တွေပြောင်းပြန်ဖြစ်သွားမယ်လို့ယုံကြည်နေပုံရတယ်ဒါကြောင့်တိုးတက်နေတယ်လို့သူပြောရတာပေါ့ဒါပေမဲ့အဲ့ဒီနောက်ဆုံးလိုအပ်နေတဲ့တစ်ဆက်ကတော့ရောင်းမလာသေးဘူးကဲအခုနီးဗျူဟာပိုင်းကိုပို့ပြီးအသေးစိတ်ဆွေးနွေးကြည့်အောင် Crystal Palace နေပြ Oliver Glasner နဲ့သူ့ရဲ့ကစားကွက်ကခက်ဆင်ဆင်တူတယ်ဆိုတဲ့မိခွန်းပေါ်သူ့ရဲ့တုံ့ပြန်မှုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဒါကဒီတင်းစားရှီလင်းပွဲရဲ့အကောင်းဆုံးအပိုင်းဒီထဲကတခုပဲ။သူ့ရဲ့နီးပြူးဟာပိုင်းဆိုင်ရနားလည်မှုဘလောက်နဲ့နဲလဲဆိုတာကိုပြသွားတယ်။ဟုတ်ကဲ့။သူကကျွန်တော်တို့မတူညီတဲ့ပုံစံနဲ့ကစားပါတယ်။ဒါကို data တွေနဲ့နားလည်နိုင်ပါတယ်လို့တုံ့ပြန်တယ်။ဆိုလိုတာက formation 2ယုံနဲ့ကစားပုံတူတယ်လို့ပြောလို့မရဘူး။ ခန်းစစ်စင်တဲ့ပုံစံဘလုံးရတာနဲ့တိုက်စစ်ကိုဘလုံးမြန်မြန်ဖွင့်တယ်လဲဆိုတဲ့အချက်တွေမှာကွာခြားတယ်လို့သူရှင်းပြတယ်ပြီးတော့ကျွန်တော်တော်တော်လေးသဘောကျသွားတယ်ယောသားရဲ့ဝန်ခံချက်တကူရှိတယ်သူကသူ့ရူကကျွန်တော်တို့သဘောကောင်းအောင်လုပ်ဆောင်နေပါတယ်လို့ပြက်ပြက်သားသားပဲပြောသွားတယ်ဟုတ်တယ်ဒါမျိုးနီးပြတ်တယောက်စီကကြာရခဲ့တယ်ဗျဟုတ်တယ်ဒါကသူ့ရဲ့နှိမ်ချမှုကိုရောသူ့ရဲ့ယုံကြည်မှုကိုရောတပြိုင်တည်းထိပြလိုက်တာပဲသူက Glassnight ရဲ့ Framework အသေးနဲ့ Sporting မှာတော့ရင်းဆိုင်ဟေဘူးတဲ့ဒါကြောင့် Glassnight ရဲ့ကစားဟန်ကိုသူသိရလို့ပြောတယ် ပြီးတော့နီးပြတိုင်းစီကလုံးစုံမှုတွေယူတယ်လို့ပြောတာကသူဟာအမြဲတမ်းသင်ယူနေတဲ့တိုးတက်ဖို့စ조사နေတဲ့နီးပြမျိုးဆိုတာကိုပြနေတာပဲကိုကိုကိုအမြဲမှတ်နေလို့မယူဆဘူးဒီနေရာနေမဲ့အတင်းရအားနေချက်တစ်ခုဖြစ်တဲ့ wing bank တရားကိုဆွေးနွေးမှုကရောက်သွားတယ်တရင်တော့တယောင်ကဖလက်စီယာ wing bank တွေဖြစ်တဲ့ Munoz နဲ့ Michel တို့က Premier League မှာအဝေးဆုံးပြည့်တဲ့ထိတ်ဆုံး၅ယောက်ထဲမှာပါနေပြီး United ကစားသမားတွေကအများကြီးနောက်မှကျန်နေတယ်ဆိုတဲ့ data ကိုထောက်ပြပြီးမြေခွန်းထုတ်ခဲ့တယ်။ MA ခွန်းကခမရရဲ့ကစားသမားတွေအလုံးမစိုးစားဘူးလားလို့တွဲဝိုက်ပြီးစိန်ခေါ်လိုက်တာနဲ့အတူတူပဲ။အာမှုရင်ရဲ့တုံ့ပြန်မုံက"သူက data ကိုဘလို့နားလဲလဲ"ဆိုတာကိုခေါင်းခေါင်းပြသွားတယ်။သူကအဲ့ဒီ data ကိုဘလို့ဖတ်ရမလဲဆိုတာကိုပြန်မြေခွန်းထုတ်သွားတယ်။သူတို့ကပွဲပုံများများမိနစ်ပုံများများကစားခဲ့လို့ဖြစ်နိုင်တယ်။ကျွန်တော်ကလူစားလဲမှုတွေအများကြီးလုပ်တယ်လို့ရှင်းပြတယ်။အင်း။ပြီးတော့ကစားသမားတွေနေရာပြောင်းကစားရတာဥပမာ တောင်မန်တိုက်စစ်သမားအာမက်ကဝင်းဘက်ကစားရတာမျိုးတွေပြီးတော့ပက်လက်စ်ကတောင်မန်တိုက်စစ်မှာပူအားတန်တော့သူတို့ကစားသမားတွေပူပြေးရတာတဘာဝကြရတယ်ဆိုတဲ့အချက်တွေကိုထောက်ပြသွားတယ်။ဒါကအညာရေးကြီးရဲ့အချက်ပဲ။သူက data ကိုအပေါ်ရမကြည့်ဘူး။ဟုတ်တယ်။ကိန်းကနားတွေရဲ့နောက်ွယ်ကအကြောင်းအရာ context ကိုပါထည့်ဆင်းရတယ်။ပြေးတဲ့အကွာအဝေးဆိုတဲ့ data တခုတည်းနဲ့ကောက်ချက်ဆွဲလို့မရဘူးဆိုတာကိုသူရှင်းပြနေတာ။ကောင်းပြီလေ။ data နောက်ွယ်ကအကြောင်းရင်းတွေကို तू နားလည်တယ်ဆိုတာကိုကျွန်တော်လက်ခံတယ်။ဒါပေမဲ့ သူကိုယ်တည်းလည်းဝင်းဘက်နေရကအားနေချေဆိုတာကိုမနစ်ကတည်းကအင်အားဖြည့်ဖို့လို့တယ်လို့ပြောခဲ့တယ်ဆိုရင်ဝင်ခံသွားတဲ့လေဟုတ်တယ်အဲ့ဒါလည်းပြောသွားတယ်ဒါဆိုရင်ခုနဒေတာကိုသူခန်းကားကွယ်နေတာကလက်ရှိစွမ်းဆောင်ရည်ညံ့ဖျင်းမှုကိုဖုံးကွယ်ဖို့အကြောင်းပြချက်ပေးနေတာနေမတူဘူးလားဒါကတတော်လေးဆူးရှတဲ့အမြင်ပဲအဲ့လိုတွေးနိုင်ပါတယ်ဒါပေမဲ့နောက်ကမျိုးစဉ်းစားကြည့်ရအောင် तू ကပြဿနာမရှိဘူးလို့ငြင်းနေတာမဟုတ်ဘူးအာဟုတ်ကဲ့တကယ်လို့ပြဿနာရှိကြောင် तू ကိုယ်တိုင်အတီးပြုတ်လိုက်တာ ူကဟုတ်တယ်ငါတို့ဒီနေရာမှာအားနေတယ်လို့ဝန်ခံတယ်။ဒါပေမဲ့မင်းတို့ငါ့ကိုထောက်ပြတဲ့တသက်ကတော့မားနေတယ်လို့ပြောလိုက်တာ။ဟွန်းဆိုလိုတာကသူကပြဿနာကိုနားလေတယ်။ဒါမဲ့ပြဿနာရဲ့အရင်းအမြစ်ကိုသတင်းထောက်တယ်ထဲသူပိုနားလေတယ်ဆိုတာကိုပြလိုက်တာပဲ။ဒါသူ့ရဲ့နည်းနည်းတဲ့နှီးဖြူဟာပိုင်ဆိုင်ရအမြင်ကိုပြနေရလို့ကျွန်မတို့ညင်းတယ်။ဟုတ်ကဲ့။ဒီနေ့ဆွေးနွေးခဲ့လာတဲ့ကိုကြံပြီးခြုံငုံကြည့်အောင်။ဒီသတင်းစာရှင်းလင်းပွဲကနေယူဘင်အာမိုရီယန်ကြောင့်ကျွန်တော်တို့တော်တော်များများသိလာတယ်။ ပထမဆုံးကတော့ तू က PID အောင်မှာစင်ချေမဖြစ်တော့ဘူးဟုတ်တယ် Manchester United ရဲ့နိုင်မဖြစ်မယ်ဆိုတဲ့ယဉ်ချေမှုကို तू လက်ခံထားပြီသားဒုတိယအချက်က तू ဟာစာသမားတွေရဲ့စင်တက်ကိုစီမံခန့်ခွဲဖို့စူးစမ်းနေတယ်အတိတ်ကအမားတွေအတွက်စိုးရိမ်စိတ်ကို အတင်းအတွက်တွန်းအားဖြစ်စေမယ်အရေးတကြီးနိုင်ပွဲလိုအပ်မှုအဖြစ်ပြောင်းလဲဖို့စူးစမ်းနေတယ်ဒါပေမဲ့ဒါကအချိန်မီအလုပ်ဖြစ်မလားဆိုတာကတော့စောင့်ကြည့်ရမှာပေါ့ပြီးတော့ အဝေးခွင်ပြဿနာရဲ့အကြောင်းရင်းဥပမာ intensity ကြတာပွဲကိုမထိန်နိုင်တော့တာတွေကိုသူရှင်းရှင်းလင်းလင်းသိထားတယ်။မှန်ပါတယ်။ Winback နေရာမှာ new ပိုင်းရာ light လုံးကြီးထွေမှုလို့လျာကိုလည်းသူသိတယ်။နောက်ဆုံးအချက်ကတော့သူဟာ data ကိုအပေါ်ရန်ကြည့်တဲ့ new ပြမဟုတ်ဘူး။ကိန်းခဏန်တည်းရဲ့နောက်ွယ်ကအဖြစ်မှန်ကိုပါနားလဲတဲ့သူဖြစ်တယ်။ဟုတ်ပါတယ်။ဒါတွေအားလုံးကိုခြုံပြီးပြောရရင် तू ကပြစ်တနာတွေကိုသိရယ်အဖြေအိုလည်းသိပုံရတယ်။ ဒါပေမဲ့နားထောင်သူတွေကစဉ်းစားစရာမေးခွန်းတစ်ခုနဲ့ဆုံးသက်ချင်တယ်ရှင့်ဟုတ်ကဲ့ဒီတရင်စာရှင်းလင်းပွဲရာအာမိုးရင်ဟာအသိရဲ့နီးဖြိုးအပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုရှင်းရှင်းလင်းလင်းသိမြင်ထားပုံရပါတယ်တကယ်မေးခွန်းကတော့သူပြောနေတဲ့အရေးယူကြည့်နိုင်ပွဲလိုအမှုဆိုလာကအထင်းအကွက်မလို့တဲ့အကျအသေးတစ်ခုအဖြစ်မပြောင်းလဲခင်မှာ ူမြင်ထားတဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့မှန်ကန်တဲ့ကစားသမားတွေသူ့လက်ထဲမှာရှိရလား။အင်း။ဒါမှမဟုတ်ပိုရေးချိတာကအဲ့ဒီဖြေရှင်းချက်တွေကိုအကောင့်အထည်ဖော်ဖို့လိုအပ်တဲ့အချိန်နဲ့အထောက်အပံ့တွေကိုကလပ်အသင်းစီကနေသူတကယ်ရောရနိုင်မှာမလားဆိုလာပါပဲ။